ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိဒီနေ့မနက်ခင်းမှာတော်တော်လေးကိုတအုံးကြွကြွဖြစ်သွားစီတဲ့သတင်းလေးတွေတော့စတင်ပြီးရှိလာခဲ့လို့ပြောလိုက်ရတယ်ဒီ breaking news ကိုတော့ဒီနေ့မနက်ကိုတော့ Manchester United သတင်းတွေပဲ breaking news စတင်ခြင်းနဲ့အဲ Manchester United ရဲ့လက်ရှိနီးပြဖြစ်တဲ့ Ruben Amorim ကိုဒါကျွန်တော်တို့ ဖြုတ်ဖို့ဘာညာဆိုတာထက်လက်ရှိမှာဒါကြောင့် Uber အမှုရင်းနဲ့ဆက်ဆက်ပြီးဒါကျွန်တော်တို့ဖြစ်နေတဲ့ဒါပတ်ဝန်းကျင်ကဒါအပြောင်းရွှေ့နေအပြောင်းရွှေ့မှုဒါကျွန်တော်နီးပြအပြောင်းလဲနေပတ်သက်ပြီးလက်ရှိမှာဟိတ်ဖြစ်နေတယ်ဒါကျွန်တော်မနစ်ကစမ်အေးပေါ့မနစ်ကကျွန်တော်မြန်မာစံတော်ချင်းနဲ့ဆိုတာကျွန်တော်ည7:00နာရီလောက်ကျွန်တော်ဒါအင်္ဂလန်စံတော်ချင်းနဲ့ဆိုရင်တော့ကျွန်တော်ည7:00နာရီလောက်မှာ တော်တော်လေးကိုထူးဆန်းတဲ့တရင်ထွက်လာခဲ့တယ်။ဒါအောင်တော့ကျွန်တော်အဲ့ချိန်ကတော့ကျွန်တော်ဆန္ဒလန်အတင်နေဥစ္စာ Crystal Palace အနေနဲ့ဒါကျွန်တော်လက်ရှိသူ့အနေနဲ့ Dynamo Kiev ရဲ့အိမ်ခွင်မှာတူးစီးနဲ့နိုင်ခဲ့တဲ့အချိန်မှာတော့ဒီလိုတရင်မျိုးထွက်လာတယ်တော်တော်လေးကိုဒါစိတ်ဝင်စားဖို့ကောင်းသွားပြီလို့ပြောလို့ရတယ်။လက်ရှိမှာ Crystal Palace ရဲ့ပိုင်ရှင်ဖြစ်တဲ့ Steven Parish ကဒါကျွန်တော်သူ့ရဲ့နီးပြပတ်ချာလဲဝင်ကျင်ချာမှာတရင်တွေအများကြီးထွက်နေတဲ့အတွက်ကြောင့်မို့ဒါနဲ့ပတ်သက်ပြီးသူ့ရဲ့နီးပြကိုလုံးဝစိတ်မချဘူး။ဒါကြောင့်မို့ဒါကျွန်တော်လက်ရှိမှာ Manchester United ဒါရန်ကနေကင်းဝေးအောင်ဆိုပြီးတော့ Oliver Glasner ကိုဒီဒီ ဘတ်အတွင်းမှာပဲတော့ကျွန်တော်စာချုပ်သစ်ကန့်လန့်မှုတစ်ခုပြုလုပ်ခဲ့တယ်လို့သိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာထူးဆန်းစွာနေပဲ Oliver Glasner ကတော့ဒါကျွန်တော်တို့သူ့ရဲ့ဒါစာချုပ်အစ်စ်ပေါ့နော်ကျွန်တော် Steven Parish က Crystal Palace က Canlan နဲ့စာချုပ်အစ်စ်ကိုညစ်ပယ်ခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်။အခုလက်ရှိ Ruben Amorim ကိုဒါ Manchester United အသင်းကထုတ်ပြစ်ခဲ့မယ်ဆိုရင်တော့ဒါ Oliver Glasner ကိုဒါကျွန်တော်နံပါတ်1ဒါကျွန်တော်နီးပြအနေနဲ့ထားဖို့အတွက်ဒါလက်ရှိမှာနံပါတ်2လည်းထွက်လာခဲ့တော့ဒါနဲ့ပတ်သက်ပြီးနောက်ထပ် update သတင်းတွေလည်း ဘာညာလဲကျွန်တော်ဆက်ပြီးပြောမှာဖြစ်တယ်အဲ့တော့လက်ရှိမှာဒါဒီကအဲ့တော့ဒါ Oliver Glasner နေတဲ့ဘာကြောင့် Mandon မသိပေမဲ့ဒါကျွန်တော် Crystal Palace ရဲ့ဒါကျွန်တော်တို့ဟို ကန့်လန့်မှုကိုညှင်းပယ်ခဲ့တဲ့ဥစ္စာကိုတော့တော်တော်လေးကိုအလုံးကစိတ်ဝင်စားသွားတယ်။ဒီကနေ့ပတ်သက်ပြီး Crystal Palace ပြည်သက်တွေကတော်တော်လေးကိုဒါကျွန်တော်စိတ်ပူသွားခဲ့ပြီးတော့တို့အနေနဲ့ Crystal Palace ဘက်ကနေကန့်လန့်မှုကလိုအပ်ချက်များရှိလို့လားဆိုတဲ့သတင်းထွက်ပေါ်လာ။အဲ့တော့ဒါလက်ရှိမှာ Crystal Palace ကတော့ရှင်းပါဒီစာဒီကစားသမားဥစ္စာဒီနည်းပြနောက်ထပ်2နှစ် plus 2နှစ်ဆိုတဲ့ပုံစံမျိုးနဲ့ဒါကျွန်တော်တို့ချုပ်ဖို့အတွက်ကြိုးစားရင်အဲ plus 1ကလက်ရှိမှာဟုတ်မဟုတ်ကတော့ကျွန်တော်ချက်တော့ပြင်ချင်တယ်ပေမဲ့2နှစ်ကူတော့အနည်းဆုံးနောက်ထပ်2နှစ်ကူဒါ Crystal Palace အသင်းကိုနည်းပြဖို့အတွက် Steven Parish ရဲ့ကန့်လန့်ခဲ့တယ်။အခုလက်ရှိရနေတဲ့ Lazard 90ရာခိုင်နှုန်း ပူပေးမှဖြစ်ပြီးတော့သူအနေနဲ့လက်ရှိဒါကြောင့်ပရီးမီးယားလိရဲ့လုခလာစာအများဆုံးတော့နီးပြရတဲ့တယောက်ဖြစ်လာဖို့အတွက်လည်းဒါကြောင့်နာမည်ကြီးနေတော့ဒါပေမဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာ Oliver Glasner ကညင်းပယ်ခဲ့ပြီးဖြစ်ပြီးတော့ Oliver Glasner နဲ့အခုလက်ရှိမှာ Manchester United သတင်းတွေထွက်နေတဲ့အပေါ်မှာတော့ဒါဟာဒါကျွန်တော်လမ်းကြောင်းပေးမှုတစ်ခုလားဆိုပြီးသတင်းထွက်လာခဲ့တယ်။အဲ့တော့ဒါကူတော့ Sam Moke ကသူ့ရဲ့ BBC ဒါကျွန်တော်တို့ဒါ column တစ်ခုမှာဖော်ပြလာခဲ့တာဖြစ်တဲ့ကြောင့်ဒါတော်တော်လေးကို tier ya tier 2 tier 3လို့ level လို့ယူလို့ရတယ်ထားပါရှင့်။အဲ့တော့ ဒီကြရတဲ့အကုန်လုံးကတော့ Ruben Amorim ရဲ့ B-pack challenge speculation အသက်ဝင်လာစေတဲ့တယ်မှာပါတယ်။ဒါပေမဲ့ United ကလက်ရှိမှာ Oliver Glasner ကိုတရားဝင်ဆက်သွယ်မှုရှိခြင်းတော့ဒါမရှိသေးဘူးဆိုရင် Laurent White ကသူ့ရဲ့ဒါ Athletic column မှာရေးသားခဲ့တယ်။ The Athletic column ရဲ့ပြောပုံရဆိုရင်တော့ Manchester United အသင်းအနေနဲ့ဒါကြောင့်လက်ရှိမှာ Ruben Amorim ကိုပဲတစ်နှစ်တတိဒါကြောင့်နီးပြတာအပြည့်ပေးသွားဖို့တဲ့စီစဉ်ရှိတယ်။နောက်ဆုံးစရလန်ကိုဒါဒါ Manchester United အသင်းနဲ့ဒါရှုံးမိခဲ့မယ်ဆိုရင်တော့ Manchester United နီးပြရဒုက္ခနေပြီးတော့လက်ရှိမှာအဖြုတ်ထုတ်မရှိဘဲနဲ့ဒါ Ruben အာမိုရင်းကိုပဲဆက်လက်ပြီးခန့်မယ်ဆိုပြီးတော့လော်ရယ်ဝက်ဝက်ကတရားဝင်အတည်ပြုလာခဲ့တာတွေ့ရမယ်။လော်ရယ်ဝက်ရေးသားချက်ပုံရဆိုတော့ဂျင်ရက်ကလစ်နေနဲ့ကျွန်တော်လက်ရှိမှာနီးပြအပြောင်းလဲခဏခဏလောက်တာကအတိတ်ပဲရှိနေလာတယ်လို့သူနဲ့မထင်ဘူး။လက်ရှိမှာရူဘင်အာမိုရင်းနဲ့လည်းတောက်လျှောက်တာချိန်ဆမှုတွေကိုပြုလုပ်ထားခဲ့ပြီးအသေးဘက်ကတတ်နိုင်တဲ့ဘက်ကနေပြီးတော့ဒါကျွန်တော်နီးပြကိုကူညီပေးဖို့အတွက်လည်း ready ပဲလို့သိရတယ်။ရူဘင်အာမိုရင်းကိုတော့လာမဲ့ဆောင်းရသည့်အပြောင်းရွှေ့မှာဒါဝင်းဒိုးတစ်ခုလောက်ထပ်ပြီးပေးဖို့အတွက်ပြင်ဆင်လာခဲ့ပြီးတော့ဒီဆောင်းရသည့်ဝင်းဒိုးမှာဒါကျွန်တော် United လက်ရှိ underline ဖြစ်နေတဲ့ problem တော်တော်များများကိုဖြည့်ဆည်းပေး းနိုင်မလို့ယူဆတယ်။အလက်ရှိမှာ United အသင်းနဲ့ဒါကြောင့်နီးပြနေရာအတွက်ယာထားမှုတွေတော့အများကြီးရှိပေမဲ့အဖြေကတော့ရှင်းပါတယ်။ Gareth Southgate တို့လက်ရှိမှာဒါကျွန်တော်တို့ Cesc Fabregas တို့ကိုလက်ရှိမှာ United ဘက်ကစိတ်မစားတဲ့ဒီ list တွေထဲမှာဒါကျွန်တော်တို့ Oliver Glasner ကတော့တော်တော်လေးကိုမြင့်တက်တဲ့ list ပုံစံမျိုးတွားနေတယ်။ Oliver Glasner ကလည်းလက်ရှိပူပူလောလောမှာဒါ Crystal Palace ရဲ့ကန်လန်းမှုကိုညှိပေးထားခဲ့တာကလည်းတော်တော်လေး interesting ဖြစ်စရာကောင်းတဲ့အနေထားတစ်ခုရောက်သွားခဲ့တာဖြစ်တယ်။ United အသင်းကခုလက်ရှိမှာဒါနဲ့ဆက်ဆက်ပြီးပြောရမယ်ဆိုရင်အခုလက်ရှိနောက်ဆုံး update တဲ့ဒင်းလေးအရဆို United အသင်းကနီးပ ြဖြုတ်ထုတ်လုပ်တာနဲ့တူတက်အားလုံးမောက်ဆာ LS Ferguson နောက်ပိုင်းမှာ52သမလီတန်ကုန်ကြသွားခဲ့ဖြစ်တယ်။ဒါကိုဒါ Jim Radcliffe နဲ့တော်တော်လေးကိုမုန်းတီးနေပြီးဒါနီးပြအစ်တစ်ယောက် ခေါ်လာတဲ့နီးပြဟောင်းကိုပတ်စံပေးပြီးထုတ်ထုတ်နေရသူ့နဲ့တော်တော်လေးကိုဒါအေးပေါ့တော်တော်လေးကိုမုန်းနေပေါ့။အဲ့တော့ဒါကြောင့်မို့လို့လက်ရှိမှာ Ruben Amorim ကိုသူ့အနေနဲ့လာမဲ့လက်ကျန်ယာတီဘက်ကိုပေးကင်ဖို့အတွက်ယာကင်တို့များပြီးတော့အကယ်၍နီးပြအစ်ခန့်ခဲ့မယ်ဆိုရင်တော့မှလာမဲ့နှွတ်ဒါနွေယာတီမှသာပြောင်းလဲပြီးခန့်သွားဖို့အတွက်ပြင်ဆင်လာခဲ့တယ်။ Ruben Amorim ရဲ့ကုလရှိတာကြဲကြံယာတီတခုကိုသူ့အနေနဲ့ ်အကောင်းဆုံးပုံစံတစ်ခုနဲ့ဖြတ်တန်းသွားနိုင်ပြီဒါရင်တော့ top 4ပုံစံမျိုးအခုလက်ရှိမှာဥရောပဝင်ဝင်လောက်တော့ United အသေးရရှိဖို့အတွက် United အသင်းဘက်ကတော့စဉ်းစားနေဆိုတဲ့နည်းလားထွက်လာကြအဲ့တော့အခုချိန်မှာ United အသင်းကတကယ်တည်းပြောင်းကြည့်မှာဆိုအဘောကအသင်းနဲ့အရန်ကြီးအမှတ်ကြီးက holy တကြွကြွကွာသေးတာတော့မဟုတ်ဘူးတကယ်တည်းပြန်လိုက်မိသေးတဲ့ international break တွေလည်းရှိသေးတယ်တစ်ဖက်ရဲ့အသင်းတွေလည်းတိုင်ပတ်ဖို့ movement တွေလည်းရှိသေးတယ် United ကတကယ်တည်းပြောင်းကြည့်တာကျွန်တော် opinion piece ထည့်ပြော United ကတကယ်တည်းပြောင်းကြည့်မယ်ဆိုတကယ်တည်း rebuild လုပ်ပြန်နိုင်တဲ့တမတစ်ဖက်အသင်းနဲ့အခုလက်ရှိမှာတော့ကျွန်တော်တို့ နိုင်ငံတကာပွဲတွေကစားသမားဒန်ယာတွေအခုလက်ရှိမှာဒါကျွန်တော်တို့ international ဒါတခြားသောဒါ UEFA ရဲ့ cup ရဲ့ပွဲတွေကြောင့်မို့ဒါအကုန်လုံးပင်ပန်းနေတဲ့ချိန်မှာ United အသင်းတွေဒါကိုလုံးဝလုံးဝအခွင့်ကောင်းယူသွားတဲ့အနေထားမှာရှိတယ်လို့ကျွန်တော်အနေနဲ့မြင်နေတယ် United အသင်းတွေတကယ်နဲ့ Ruben Amorim ကိုချင်ပြီးတယ်ဆိုရင်ဒါတော်တော်လေးကိုကောင်းမဲ့အချက်လို့မြင်တယ်ဒါပေမဲ့ခုနပြောသူပဲပရိသတ်တချို့ကဒါနဲ့ပတ်သက်လုံးလုံးဝတော့ဒါကျွန်တော်ဒါစိတ်မရှိတော့ဘူး Ruben Amorim ကိုလည်းတော်တော်လေးကိုကောင်းကောင်းမာတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြောရမယ်ဆိုတော့ဒါပြောရမှမူးလင်းသွားတယ်အဲ့တော့ Ruben Amorim ကိုလည်းရှိမှသူ့ရဲ့ philosophy ကိုလုံးဝပြောင်းလို့မရှိဘူးအဓိကပြ3ပတ်နဲ့ဒါကျွန်တော် သတိဘက်ကိုပြောင်းဆိုခိုင်းတာပေါ့သူရဲ့ philosophy နည်းနည်းလေး deflect ဖြစ်လာ Oliver Glasner ကိုတိုင်းလည်းလက်ရှိမှာ easy မရှိတော့ကျမ352ကနေပြီးတော့343ကိုပြန်ပြောင်းတာပဲဒါဟုတ်343ကနေ352ကိုပြန်ပြောင်းတာသူကိုယ်လည်းကခုနပေါ်သူပဲရှိတဲ့ပုံမှာလုံးအောင်အဲ့တော့ လက်ရှိမှာလာ United ဘက်ကလည်း Oliver Glasner ကိုစိတ်ဝင်စားဆိုတော့တိတ်ပြီးထူးဆန်းတာမဟုတ်ဘူးသူနေတာ3 back ဒါဆော့တယ်ဒါနီးပြအဲ့ဘယ်3 back ဆော့တယ်နီးပြတရက်ကိုစိတ်ဝင်စားတဲ့ပုံစံအဲ့တော့အားလုံးတို့မှာထူးဆန်းဆုံးက Oliver Glasner လက်ရှိမှာလုခလာစား90ရာခိုင်နှုန်းတူးထားတဲ့စာချုပ်တစ်ကြီးကိုကောက်ပြီးငင်းချတယ်တော်တော်လေးကိုဒါစိတ်ဝင်စားပြီးတော့ Liverpool ပြည်သက်ကဒီ Liverpool ပြည်သက်တွေကဒီနေရာမှာပတ်သက်ပြီးတော့ကျွန်တော် United ပြည်သက် Liverpool ပြည်သက်တွေနည်းနည်းလေး eating တာပေါ့နော်သူကြတော့ဒါကြောင့်စာချုပ်တစ်ကိုညင်းပယ်ပြီးတော့မက္ကာကြီးကြတော့အသင်းကထွက်မယ်ဆိုရင်ငါထွက်မယ်ဆိုတဲ့အကွက်ကြီးလို့တောင်လစ်ဘောပရိသတ်တွေကအခုလက်ရှိမှာအကိစားနဲ့ပတ်သက်ပြီးအကုန်လုံးကဒေါသပြန်ထွက်နေခရစ်စတယ်ပလစ်မန်တွေကအခုလက်ရှိမှာဒါကျွန်တော်တို့အဲ ဒါ Chris Evans Van ကအခုလက်ရှိမှာကျွန်တော်အမြင်ကပြောမယ်ဆိုရင်တော့တိတ်ပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့တို့အနေနဲ့စိတ်ဆိုးလာတာမရှိဘူးတို့ရဲ့ဒါကျွန်တော်ကစားသမိုင်းနောက်တစ်ဆင့်တက်သွားတာဖြစ်တို့ရဲ့နီးပြတွေကိုနောက်တစ်ဆင့်တက်သွားတာဖြစ်တို့အနေနဲ့ဒါကိုပို့ပြီးတော့အလိုရှိတယ်မဟုတ်လားအဲ့ဒါနဲ့ပတ်သက်ပြီးလက်ရှိမှာဒါတော်တော်လေးကလည်းအကုန်လုံးကလက်ခံပြီးသားဖြစ်တယ်ဒါကြောင့်မို့ဒါကျွန်တော် Chris Evans ပြည်သက်တွေကဒီစာရုပ်သစ်ညင်းပယ်တာကိုလည်းဘယ်သူမှစိတ်ဆိုးခြင်းတော့မရှိဘူး Steve Parish ကဒီကိစ္စနဲ့ပတ်သက်သူက disappoint နဲ့ဖြစ်တယ်ဆိုပေမဲ့အကယ်၍ဒါကျွန်တော် Oliver Glasner အနေနဲ့ဒီထက်ပိုကောင်းတဲ့အသင်းသင်းကိုသွားခြင်းနဲ့ဆိုရင်တော့သူအနေနဲ့ခွင့်ပြုသွားဖို့လေဒါဝင်မလေးလို့တည်ဒါပေမဲ့အဓိကကခုနပြော လို့ရှင်းပါတယ် United ဘက်ကပဲအဓိကဘာဆက်လုပ်မလဲဆိုကြည့်ရမယ်တော့ပါတယ် United ကအခုလက်ရှိမှာဒါကျွန်တော်တို့ project နီးပြဆိုပြီးဒါကျွန်တော် ိုမူရဲ့နီးပြဖြစ်တဲ့ sex for request ဆိုတဲ့စိတ်ဝင်စားနေဆိုတဲ့တင်ထွက်လာခဲ့။ကရက်ဆောက်ကြီးကတော့ရှင်းပြီးသားပါလက်ရှိမှာ internet နီးပြလုံးဝမလုံနိုင်ဘူး။ဒါကြောင့်မနေ့ကနေ့လယ်ကတက်ဆက်ပြီး internet နီးပြလုံးဝလုံးဝလုံးဝလုံးဖို့အစီအစဉ်မရှိဘူး။သူ့အနေနဲ့ဒီထက်ပိုကောင်းတဲ့ဒါကြောင့်ဒါနှစ်တစ်နှစ်အပြည့်ပဲရှိ။အဲ့တော့ဒါတိကျတစ်ခုကဆန္ဒနဲ့ဒါကျွန်တော်တို့ဆန္ဒနဲ့ပွင့်စဉ်နိုင်ပြီဖြစ်စီရှုံးပြီဖြစ်စီဒါကျွန်တော်တို့ဒါ United အသင်းအနေနဲ့နီးပြပြောင်းလဲရှိမှာမဟုတ်ဘူး။ Ruben Amorim ကိုပဲ Manchester United ရဲ့ဒါကျွန်တော် boss တယောက်အနေနဲ့ဆက်လက်ပြီးတွေ့ရဖို့ရှိတယ်။အဓိကဒီဆုံးဖြတ်ချက်တွေကိုဒါကျွန်တော်အဓိကဒါ supported ပေးနေ Jim Ratcliffe ပဲ။ Jim Ratcliffe ကိုတကယ်လည်း Ruben Ruben Amo နဲ့ကက်တာခဏခဏထပ်ပြီးတွေ့ခဲ့ပြီးအခုလက်ရှိမှာ Arsenal line ပွဲပြီးတော့ international break မှာလည်း Ruben Amo ရင်းကိုတွားရောက်ပြီးတွေ့ဆုံအောင်မယ်လို့လည်းသိရတဲ့ဒီမှာပါတယ် United အသင်းနဲ့အခုလက်ရှိမှာ Ruben Amo ရင်းကိုလူအပ်တာကိုလုပ်ပေးဖို့ကိုပဲဒါအဓိကအာရုံစိုက်နေဖြစ်ပြီးတော့ဒီပြအပြောင်းလဲကိုတော့တိတ်ပြီးတော့အာရုံစိုက်မှုတွေကိုမရှိဘူးလို့ပြောလို့ရမယ်ဒီမှာပါတယ်ဒါပေမဲ့လက်ရှိမှာ Oliver Glasner စာချုပ် အစ်စ်မချုပ်တဲ့ကိစ္စက United နဲ့ဒဲသက်ဆိုင်လားမသက်ဆိုင်လားကျွန်တော်တစ်ချက်တော့စောင့်ကြည့်ရမယ်ကျွန်တော်ကသက်ဆိုင်မှုရှိရလို့တော့မြင်တယ်ဘာလို့ Oliver Glasner ကိုတိုင်းဒီတိုင်းရောနေနေမယ်အခုလက်ရှိမှာ Oliver Glasner ကို United သတင်းနဲ့လူချင်းနာလို့ပြောလို့လည်းမရဘူးအခုလက်ရှိမှာ Oliver Glasner ကိုလူချင်းနဲ့တင်းကတော်တော်လေးကိုများတယ်ခုတချို့တော့ဟောလာဟာလိုက်အသင်းကြီးတချို့ကလည်း Oliver Glasner ကိုစောင့်ကြည့်နေသိရတယ်မှာပါအဲ့လိုတစ်ပစ် Italy Serie A ဘက်ကနေကြည့်ရတာလက်ရှိမှာ Oliver Glasner ကိုစောင့်ကြည့်အဲ့တော့ United ကဒီနေရာမှာနာမည်ကိုအသုံးချခံသွားတာဖြစ်ပြီးတော့ တကယ်နဲ့ခေါ်ရမယ်ဆိုရင်အခုလက်ရှိမှာဒါကျွန်တော် series ကကလပ်တွေအနေနဲ့ခေါ်သွားခဲ့ရောဘာဆာလိုလီယာဘာမဆာလိုလီယာအမဟုတ်တယ်မှာဒါကျွန်တော်ငကုတဲ့ series ကလပ်တွေကတော့3 back formation နဲ့ကျင်လည်နေဖြစ်တဲ့ကြောင့်မို့ Oliver Glasner ကတော်တော်လေးကိုအဆင်ပြေနေတဲ့လေးပြရတဲ့တယောက်ဆိုတဲ့ကြောင့်ဒါဘာမှသိပြီးပြောစရာမလိုဘူးလို့မြင်တယ် ဒီလောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV 4ဒီတို့မှာဂျင်းလူစားပေါ့ကိုကြည့်လို့ရပါတယ်မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးပဲကြည့်ကြပါတယ်ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစေစုမုံကောင်တောင်းပီးနေပဲကျွန်တော်တို့နောက်မှအေးစစ်စစ်တွေ့ကြပါပေါ့အားလုံးပဲကြည့်ကြပါတယ်မြန်မာလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနာဖြစ်ပါတယ်အားလုံးပဲကြည့်ကြပါတယ်ကျွန်တော်ကိုတော့ကြည့်ပါဗျအားလုံးပဲကျွန်တော်တို့ good morning မှာကောင်းမွန်တော့နေခင်လေးဖြစ်ပါစေစုမုံကောင်တောင်းပီးနေပဲဒီပါဗျ